အားသောဝါလာရှိညီကောင်မလုံးများလုံးပဲမင်္ဂလာမနက်ခင်ဗျာမက်ရှလာ29ရက်နေ့ရက်နောက်ဆုံးရအာဆင်နယ်မနက်ခင်းသတင်း၄ပုဒ်ကိုကျွန်တော်တို့ကကြည့်လိုက်ရအောင် ပထမဦးတင်းတဲ့ပုဂ္ဂိုလ်ကို Cough Site ကပေါ်ပြထားတဲ့ Alexandra ဤဆက်သတင်းတွေပဲစလိုက်အောင်ဤဆက်သတင်းတွေကတော့အမြဲတမ်း update ဖြစ်နေတာပဲပေါ်ပြရတာလည်းတချို့တွေဆိုရင်ကြာဘူးနားဝတော့တော်တော်လေးရှိနေပြီပြောလို့ရတယ် Alexandra ဤဆက်နဲ့ပတ်သက်ပြီးတော့ New Gas သတင်းတာဝန်ရှိသူတွေကစာချုပ်တစ်ကမ်းလှမ်းဖို့လုပ်တယ်ဒါပေမဲ့ဤဆက်ကကိုယ်စလဲတွေကသဘောမကျတာဖြစ်တဲ့အတွက်လက်ရှိချိန်မှာစာချုပ်တစ်ကမ်းလှမ်းမှုကိစ္စနဲ့ပတ်သက်ပြီးတော့ဤဆက်နဲ့ ကာဆက်တာဝန်ရှိသူတွေကြားထဲမှာခဏရက်တန့်သွားလို့ကြားသိရတယ်။ဒါပေမဲ့နူကာဆက်တဲ့တာဝန်ရှိသူတွေကနောက်တစ်မျိုးစာချုပ်သစ်ထပ်မံကမ်းလှမ်းဖို့အတွက်လက်ရှိချိန်မှာစဉ်းစားနေတယ်။ဒီအခြေအနေကိုနွေရာသီမှာဒီကစားမနဲ့ပတ်သက်ပြီးတော့ထော်ဝမ်တာဂက်တိုက်စစ်မှုဖြစ်ပြစ်မှတ်ထားနေခဲ့တဲ့လက်ပေါဘူးနဲ့အာဆင်တွေကအနီးကပ်စောင့်ကြည့်မှုလုပ်နေတယ်။ခေါပစက်ကပေါ်ပြသွားတဲ့ချက်ကဒါပဲ။ဒီထဲမှာကျွန်တော်တစ်ချက်သတိထားမိတာလေ။တချို့ရူမာတွေရဆိုရင်တော့အီဆက်နဲ့ပတ်သက်ပြီးတော့လက်ရှိရနေတဲ့ပေါင်3000ရဲ့2ဆ2300ဆိုတဲ့လောက်ခရစာနဲ့ကာဆယ်ရဲ့ လောက်ခရစားအမြဲတမ်းကစားသမားဖြစ်ကံလန်းမှုမလုပ်ရသေးဘူးလို့ကျွန်တော်ထင်တယ်။အကဲအမြသာဒီပမာဏနဲ့ကံလန်းခဲ့မယ်ဆိုရင်ဤဆက်လက်ခံလောက်တယ်။ဒါမှမဟုတ်ချန်ပီယံလိဝင်ရမှဆိုပြီးတင်းခံရင်တော့ຫນွေအထီးစာယူတက်တန်ကိစ္စတော့ကြားနိုင်တယ်။ဒီမှာမှဤဆက်ကသဘောထားလည်းရှင်းတယ်။ချန်ပီယံလိဝင်ရရင်ကာဆယ်မှာဆက်နေမယ်။အကဲချန်ပီယံလိဝင်မရရင်တော့ပြောင်းရွှေ့ကြီးတရက်နဲ့ထိပ်သီးအသင်းတစ်သင်းကိုလက်လွတ်ပေးရမယ်ဆိုပြီးတော့နောက်ကွယ်မှာ gentleman agreement ကာဆယ်နဲ့လုပ်ထားတယ်။အခုတက်တန်တို့ဘုလုပ်တဲ့ကိစ္စကလည်းငွေကြေးဆိုတာထက်ဤဆက်ကຫນွေရသည်အထီးအသင်းရဲ့ ဒီရလက်အမှတ်ပေးရရက်တိမျိုးစောင့်ကြည့်ခြင်းလို့ရက်တန်ထားလို့ကျွန်တော်ထင်တယ်လက်ပါဦးနဲ့အာဆင်ကတော့အကြီးစားတိုက်စစ်ဖြစ်တင်းမှုတွေလုံးဝဖြစ်တဲ့အတွက်ဤဆက်ကိုသူတို့ကထော်ဝမ်တာဂက်ဖြစ်သတ်မှတ်ထားတယ်ဒါပေမဲ့ဤဆက်နဲ့ပတ်သက်ပြီးကာဆက်ကငွေမလိုဘူးကစားသမားပဲလိုတယ်ဆိုတဲ့အတိုင်းစက်ပြီးထိန်းထားဖို့လက်ရှိထိန်းထားစစ조사နေပေါ့လေအဲ့တော့ဒီဆွေတင်သားတို့2028ခုနှစ်ဒီနယူကာဆယ်တို့ကပိုင်ဆိုင်ထားသေးတယ်အဲ့တော့ဒီရသည်33ဝယ်မှာ 23ကိုသွင်းပြီးတော့ငါးလုံးဖိန်းထားတယ် transformer ကမှယိုတန်းတရာတန်ကြီးရှိလာတဲ့ဒီကစားမနဲ့ပတ်သက်ပြီးတော့နူးကဆဲတော့မဖြစ်နိုင်လောက်တဲ့ဈေးတွေကတ်ထားရိမ့်မယ်သူတို့စိတ်ထဲမှာလည်းလုံးဝမယောင်းချင်လို့ကြားသိရတယ်အဲ့တော့ तू ကတော့နူးကဆဲအတင်းမှာငါးယောက်မြောက်လောက်ခရစာမြန်မာလုံးကစားသမားပဲဒါပေမဲ့လောက်ခရစာတန်ကြီးရကြီးလိုက်မယ်ဆိုရင်တော့လေးယောက်မြောက်စီရင်ထဲမှာတော့ပါတယ်ပြောလို့ရတယ်လောက်ခရစာမြန်မာလုံးကတော့ဘရူနိုဂူမာရေးပေါင်3600ဂျိုလင်တန်က3000ခွဲ န်တိုနီဂေါ်ဒွန်ကတော့တသိန်းခွဲရနေပြီးတော့တသိန်း2000ရနေကစားသမား2ဦးကတော့တိုနာလီနဲ့အလက်ဇန္ဒားအီဆက်အဲ့လိုဆိုတော့သူ့ကိုဒါလောကစာတူးမြင့်ပြပြီးတက်တန်းတူးမယ်ဆိုရင်တော့နီယူကာဆယ်ရဲ့လောကလာစာအမြင့်မဆုံးကစားသမားအဖြစ်တောင်ဖြစ်လာနိုင်တယ်ဒါပေမဲ့ငွေကြေးထက်စာရင်ချက်မြက်လေးဝဝင်ရကစားခြင်းနဲ့အသင်းတင်းကိုပြောင်းကျင်နေတဲ့အီဆက်ရဲ့ဆန္ဒအားလည်းနိုယာဒီမာသူ့ကိုခေါ်ခြင်းနဲ့အသင်းအတွက်ဆိုရင်တော့ စိတ်ဝင်စားစားစောင့်ကြည့်ရမယ်နေထားပါလေအာဆင်နယ်ကတော့အီဆက်နဲ့ပတ်သက်ပြီးတော့အန်ထရီဘာတာတော်တော်လေးသဘောကျနေဆိုတဲ့တင်းတီတော့ထွက်နေပါတယ်ဒါပေမဲ့ဒီပြောင်းရွှေ့ဖြစ်လာတယ်မဖြစ်လောက်ဆိုရလဲနယူကာဆယ်ချန်ပီယံလိဂ်ဝင်တယ်လေတိုက်ရိုက်ချိုးကျနေပါတယ် ဒုတိယမြောက်သတင်းတပုတ်ကတော့ဖော်ဘော insider ကဖော်ပြထားပါလေဒါကတော့ Gabriel Magahi ရဲ့စာချုပ်တင်နဲ့ပတ်သက်ပြီးသူတို့ကဖော်ပြသွားတာပါ Sorry Club Enasa နဲ့သတင်းတွေထွက်လာပြီးနောက်ပိုင်းမှာ Arsenal အသင်းတာဝန်ရှိသူကအသင်းရဲ့အရေးကြီးစာချုပ်တင်တန်တိုးရမဲ့ player စီးနဲ့မှာ Gabriel Magahi ကိုလည်းစတင်ချဉ်းကပ်မှုတွေလုပ်နေပါတယ်လောလောဆယ်စာချုပ်တင်ကန့်လန့်မှုလုပ်ဖို့အတွက်ပြင်ဆင်နေပြီးတော့အဲ့ဒီမှာစိတ်ဝင်စားဖို့ကောင်းတာက Lamet Noyati ဈေးကွက်မဖွင့်မိပါတဲ့ Gabriel Magahi ကိုစာချုပ်တင်တန်တိုးနိုင်ဖို့အတွက် entry barter တို့ကပြတ်မှတ်ထားနေဆိုပြီးတော့ Football Insider က ေါ်ပြွားသွားတယ်အဲ့တော့ကျွန်တော်ညီကိုတချို့လာလာပြီးမေးနေကြတာနှွေစည်းကွက်ဘယ်ချိန်ဖွင့်လဲစောင်းစည်းကွက်ဘယ်ချိန်ဖွင့်လဲကိုတခါတည်းကျွန်တော်လမ်းကြုံလို့ရှင်းပြသွားခြင်းပါတယ် summer transport window လို့ခေါ်တဲ့နှွေစည်းကွက်ကိုတော့ဂျွန်လ14ရက်နေ့ကနေပြီးတော့ orchestra 30ရင်းတွေအထိ winter transport window လို့ခေါ်တဲ့စောင်းစည်းကွက်ကိုတော့တရက်နေ့ January ကနေပြီးတော့ဒါ February 3ရက်နေ့အထိဖွင့်လှစ်ပါတယ်အဲ့လို့ဆိုတော့လာမယ့်နှွေစည်းကွက်ကိုတော့ ဒီဘောလုံးစကန်တဲ့အချိန်မှာပိတ်သိမ်းပြီးဖို့တော့အားလုံးကတောင်းဆိုတာရှိရဲ့အဲ့တော့ပုံမှန်တိုင်းဆိုလို့ရှိရင်တော့ဂျွန်လ14ရက်နေ့ကနေပြီးတော့အော်ကက်စထရာ30ဆိုပေမဲ့အော်ကက်စထရာလောက်ဝက်လောက်မှတင်ဒလိုင်းတေးပုံစံမျိုးနဲ့ပိတ်သိမ်းသွားလဲဖြစ်ကောင်းဖြစ်နိုင်မော်လေလောလောဆယ်တော့ပရီးမီးယားလိဂ်ကတော့အတီမပြုတ်ရသေးဘူးဒါပေမဲ့အသင်းတော်တော်များတော့ဘောလုံးကန်နေတဲ့အပြောင်းရွှေ့ ကိစ္စတွေလုံနေတဲ့အခါမှာကစားသမားတွေအာယုံပြက်ပြားမှဆိုတဲ့အတွက်ခက်မြက်မြက်လေးပိတ်သိမ်းဖို့လေဒါအားလုံးဝမ်းပြီးတောင်းဆိုထားကြတယ်ကြားသိရတယ်။အဲ့လိုဆိုတော့ Gabriel Magahi ကတော့2029မှာစာချုပ် သက်တမ်းကုန်ဆုံးမယ်။28နှစ်ရဲ့ဘရာဇီးသားကတော့ဒီဇင်ဘာ19ဆိုရင်အသက်28နှစ်ပြည့်ပြီ။ဒီရသည်40ပွဲကစားထားတယ်။ငါကိုသိပြီးတော့၃လုံးဖိုင်ထားပါတယ်။2020ခုနှစ်တုန်းက Euro 26တန်းနဲ့ Lineley အသင်းစီကနေရောက်တာ။ အဲ့ရောက်လာပြီးနောက်ပိုင်းမှာ2022လောက်မှာသူစာချုပ်သက်တမ်းထပ်ပြီးတိုးတယ်အဲ့စာချုပ်သက်တမ်းတိုးတဲ့9နှစ်ရ2029ဒီခုနှစ်ဒီရှိသေးတယ်သူရောက်ရောက်လာခြင်းတော့ကအာဆီနယ်မှာတပတ်ကိုပေါင်9000ပဲရတယ်2022ခုနှစ်မှာသူတိုးလိုက်တဲ့လौခရစာရဆိုရင်တော့တပတ်ပေါင်3သိန်းရတယ်ဟိုတစ်နှစ်ကိုပေါင်9.2တန်းပေါ့လေအခုတခါသက်တမ်းတိုးမယ်ဆိုရင်တော့ဒါအာဆီနယ်ကိုရောက်ပြီးနောက်ပိုင်း3ချိန်မြောက်လက်မှတ်ထိုးတာဖြစ်နိုင်ပါတယ်အာဆီနယ်တို့ကတော့ ပုံတသိန်းခွင့်နှစ်သိန်းပေးမလားဆိုတော့စောင့်ကြည့်သွားမှာပါဘရာဇီးသားဖြစ်ပေမဲ့လည်းအသင်းကတကယ်ချင်း sorry ဘက်ကလာတဲ့မြန်မာတဲ့ကလတ်မှုတွေကိုလက်ရှောင်ပြီးတော့အသေးမှပဲစပီးရှိသွားမယ်လို့ကျွန်တော်ထင်ပါတယ်။ဆာလီဘာလည်းရှိနေဖြစ်တဲ့အတွက်ဂေဘီယယ်မဂါယီကိုအာဆင်နယ်ရဲ့အားစားတိုက်ရိုက်တဲ့အန်ဒရီဘာတာလက်မှတ်ထိုးပြီးတော့ဆက်လက်တက်တန်းထုတ်နိုင်မယ်လို့ကျွန်တော်ယူကြည်ထားပါတယ်။ဒီနေ့မှာအာဆင်နယ်သတင်းနဲ့ပတ်သက်ရင်စိတ်ချတဲ့အားစား သတင်းထောက်တယောက်ပြောထားတဲ့စကားလေးတွေတော်ပြီးသတိရမိတယ်။အဲ့ဒါကအီဒူကစပါကြီးတို့ကအသင်းရဲ့အဓိကကစားသမားတွေကိုစာချုပ်သက်တမ်းတွေတိုးနိုင်ခဲ့တဲ့တောက်လျှောက်အခုအန်ထရီပါတိုင်းအရေးချင်းကိုစမ်းသက်ရမယ့်အချိန်ရောက်လာပြီလို့သူကပြောသွားပါတယ်။အပြင်ကလူခေါ်တာထက်အတွင်းက quality player တွေကိုစပီးထိန်းထားဖို့ကလည်းအားစားတရားတယောက်ရဲ့အရေးချင်းဖြစ်တယ်ဆိုပြီးတော့သူတို့ကသုံးသပ်ထားပါတယ်။ တတိယမြောက်သတင်းတို့ကတော့ဒါ Arsenal Fantastic New ကဖော်ပြထားတာဒီသတင်းကတော့နည်းနည်းတော့ကြာပြီပြောလို့ရဒါပေမဲ့24နိုင်တော့မပြေသေးဘူးဗျဒီသတင်းကဘာလဲဆိုတော့နိုင်ငံပွဲတွေသွားမကစားတဲ့ player တွေနဲ့လက်ရှိ injury နဲ့ပြန်လည်တက်တာလာတဲ့ကစားသမားတွေကိုဒါတကားပိတ်ခြေစမ်းပွဲတစ်ခုကစားဖို့အတွက်အသင်းတာဝန်ရှိသူတွေကပြင်ဆင်နေတယ်အဲ့ဒီမှာစိတ်ဝင်စားဖို့ကောင်းတာက injury နဲ့ပြန်လာပြီဖြစ်ပြီးတော့တအူးချင်း training ဆင်းနေကြတဲ့ဘူကာအိုဆာကာကိုလည်းအဲ့တကားပိတ် ခြေစမ်းပွဲမှာညာတောင်ပိုင်းတိုက်စစ်မှာထည့်ပြီးတော့မိနစ်အချို့ကစားသွားဖို့ရှိတယ်ပြန်လဲထူထောင်ရေးလုပ်ဖို့ပြီးတော့ဒီကစားသမားရဲ့ပွဲစဉ်မှာ comfort ဖြစ်မှုမဖြစ်မှုကိုတိုင်းတာသွားမယ်ဆိုပြီးတော့သူတို့ကရေးသားထားတယ်အဲ့တော့အဲ့ဒီအနေအထားကိုကြည့်တဲ့အခါမှာဘူကောအစကအနေနဲ့တကယ်ပွဲကြီးပုံစံပြန်ပြီးဝင်ဆော့ရမယ်အဲ့လို့ဆိုဘယ်အသင်းနဲ့ခြေစမ်းမလဲမသိဘူးဒါမှမဟုတ်ရှင်းစွဲကစားသမားတွေနဲ့ခြေစမ်းမလားတော့မသိဘူးအဲ့လို့ဆို Martinelli, Jorginho, Van Wyk, Natoro လိုမျိုးဒါနိုင်ငံလေးစဉ်အသင်းနဲ့တွားရင်မပူပေါင်းတဲ့ player တွေရှိမယ်ပြီးတော့ junior ကစားသမားလေးတွေရှိမယ် ဒီအသင်းရဲ့လူငယ်စားသမားလေးပဲထည့်ပြီးသုံးပြီးတော့အခြားဘယ်အသင်းနဲ့တကားပိတ်ခြေဆမ်းလဲတော့မသိသေးဘူးဒီစင်မှာ22ရက်နေ့တည်းကနားနေခဲ့တဲ့ဘူကောဆာကတော့လာမယ့်ဧပြီလ2ရက်နေ့ဖူဟန်အသင်းနဲ့ပွဲစဉ်ဧပြီလ9ရက်နေ့အေဗာဒန်နဲ့ပွဲစဉ်မှာမကစားနိုင်ဘူးဆိုလို့ရှိရင်တော့ချန်ပီယံလီပွဲစဉ်မီပြန်ပါနိုင်ဖို့အတွက်အသင်းတာဝန်ရှိသူတွေကပြစ်မှတ်ထားပြီးတော့ကစားသမားအကောင်ဆုံးပံ့ပိုးမှုတွေလုပ်နေပါတယ်အဲဒါဆိုဘူကောဆာကတော့လေးလပိုင်းနဲ့မှကျွန်တော်တို့ပြန်လည်မြင်တွေ့ရတော့မှာပါ ဒီ season လေးကိုဒီကောင်းကြီးပောင်းပြီးတဲ့ရှူဘောလုံး online agent ကိုလည်းကျေးဇူးတင်ပါတယ်အမဆောက်မယ်ဆိုတော့ Viber ဖုန်းနံပါတ်တညာကို6016633935တညာဆက်သွယ်ပြီးတော့ဝန်ဆောင်မှုအပြည့်အဝရိုက်နိုင်ဖြစ်လို့ငွေပုံငွေရရှိမှဘောလုံးပွဲတွေလောင်မှာဘောလုံးပွဲတွေလုံးဝမလောင်တက်ဆိုတော့ YouTube မှာကိုထွတ်ဖို့ပေါ်ရှူရရှိပြီးကျွန်တော်အားပြုလို့ရပါတယ်အိုက်ဖက်ခုရှူကို Sport Internet 9သုံးလုံးမြစ်တူကိုလည်းကစားလို့ရနေပါပြီ ဗိုက်ဘာဖုန်းနံပါတ်ကိုတင်ထားပေးပါရခင်ဗျာကဲနောက်ဆုံးသတင်းတစ်ပုဒ်ကိုတော့ Daily AFC ကဖော်ပြထားတဲ့ကိုင်းလင်တက်စစ်ကဘာမတူဦးလေးနဲ့ပဲဖော်ပြခြင်းပါတယ်ဒါကဖြစ်မလာသေးတဲ့အပြောင်းအရွှေ့ဖြစ်တဲ့အတွက်လည်းနောက်ဆုံးမှကျွန်တော်ဖော်ပြပေးတာတချို့ကျွန်တော်ညီကိုတွေဘေးကုန်းမခံနိုင်လို့ရှိရင်ဒီသတင်းကိုမကြည့်လည်းရရပေါ့လေဒါပေမဲ့ကြည့်မယ်ဆိုတော့ကျွန်တော် data ပြည့်စုံတာကြိုးနှက်တာပေါ့အဲ့ဒီသတင်းကဘာလဲဆိုတော့ Billie Eilish ခနုတ်လို့ခေါ်တဲ့ Leicester City ွင်းလေတိုက်စစ်ကစားမကိုအာဆင်နယ်တို့ကစိတ်ဝင်စားပြီးအနီးကပ်စောင့်ကြည့်မှုလုပ်နေတယ်။ဒီကစားမကိုစိတ်ဝင်စားတဲ့အင်္ဂလိပ်ကလပ်တွေထဲမှာဆိုရင်တော့အာဆင်နယ်ကစိတ်အားထက်သန်မှုအရှိဆုံးပဲ။အကယ်၍များဒီယာတီမှလက်စတာစီးတီးအနေနဲ့ချန်ပီယံရှစ်ကိုတန်းပြန်ဆင်းခဲ့ရမယ်ဆိုရင်ဒီကစားမကိုလက်စတာစီးတီးကနေထွက်ခွာပြီးတော့အာဆင်နယ်နဲ့ပူးပေါင်းမှုအတွက်အဓိကဖိအားပေးတော့ဖို့ရှိရဆိုပြီးတော့ Daily AFC ကဖော်ပြထားပါတယ်။အခုအနေထားအလဲ လက်စတာစီးတီးနေတဲ့ချန်ပီယံရှစ်ကိုပြန်ပြီးတန်းစင်းရဖို့ရာခိုင်နှုန်းတော်တော်များနေပြီပွဲစဉ်29ပဲကံပြီးတဲ့အချိန်မှာ18ပဲပဲရတယ်ဒါသည့်တန်းစင်းဆောင်ရဲ့အပေါ်အဆင့်7ခွန်မှရှိတဲ့အသင်းနဲ့ရမှတ်ကွာမှုဖြစ်နေတာအပေါ်ကအသင်းကတော့26မှတ်ဆိုတော့စုပေါင်း6မှတ်ကွာရတယ်6ပဲပဲကံမဲ့အချိန်မှာ 3ပွဲနီးပါးလောက်ရပ်မှတ်ကွာထားခဲ့တဲ့အတွက်တန်းစင်းမှုရာခိုင်နှုန်းကတော်တော်လေးများနေပြီလို့ပြောလို့ရတယ်။အကိဒါလက်စတာတန်းစင်းခဲ့မယ်ဆိုတော့ဒီလို quality မြင့်ကွင်းလင်တိုက်စစ်ကစားသမားတူကိုအသင်းကြီးတွေစီကိုလက်လွတ်ရဖို့တော့များနေပါလို့လေ။သူ့ရဲ့ကစားပုံကြည့်တဲ့အခါမှာတော့ dribbling minus sign တော့ cross ball လောင်းဘောတွေပေးပို့မှုမှာတော်တော်လေးကိုတိကျတယ်။အဲ့ဒီခုတော့သတိထားမိတယ်။ channel ဘိုင်းမှာတော့အသက်20ရွယ်မော်ရိုကိုသားဖြစ်တဲ့အတွက်ကျွန်တော်အရင်ကြီးတော့တိတ်သဘောကျတာမတွေ့မိသေးဘူး။ဒါပေမဲ့ဒီဘဲလေးကမော်ရိုကိုလက်ရွေးစင် နိုင်ငံအသင်းအတွက်19ရက်မှာတကူးသွင်းထားတယ်လက်ရှိလက်စတာစီးတီးနဲ့2028ခုနှစ်ထိစာချုပ်သက်တမ်းရှိတယ်ဒီရတီလက်စတာစီးတီးအတွက်29ရက်မှာ23ပွဲပွဲထပ်ထားတယ်3ဂိုးသွင်းပြီးတော့၄လုံးဖိုင်ထားပါတယ်ဒီຫນွေကမှ Belgian Club Jazz အသင်းဆီကနေပြီး UO တန်း30နဲ့ရောက်လာတဲ့ player ပေါ့လေအဲ့တော့သူနဲ့ပတ်သက်ပြီးတော့ Arsenal တို့သဘောကျဆိုတာကအဓိက senior level ကစားသမားတူဦးဖြစ်ခေါ်ချင်တာမဟုတ်ဘူးအဓိကတော့ဗာလဲ position မြင့်လူငယ်ကစားသမားတူဦးဖြစ်တဲ့အတွက် စောင့်ကြည့်မှုတွေလုပ်တယ်ချိန်ကြိုင် invest လုပ်မယ်ဆိုတဲ့တိုင်မှုထဲမှာပဲရှိတယ်အာဆင်နယ်တို့ရဲ့အဓိကကွင်းလည်ပြတ်မှတ်တွေကတော့မာတင်ဆူမီရီတို့ဘရူနိုဂွီမာရီတို့ဆိုကစားသမားတွေပဲရှိတယ်အဓိကအသင်းရဲ့ကွင်းလည်မှာလည်းထွက်ခွာမဲ့ကစားသမားတွေများတာဖြစ်တဲ့အတွက် တကယ့် senior level မှာ used to tan ဖြစ်တဲ့ ဈေးနှုန်းကြီးမြင့်တဲ့ player တွေပဲဝယ်ဖို့ရှိတယ်ဒီကစားသမားလေးကိုဝယ်ခဲ့တယ်ဆိုလို့ရှိရင်တော့မှတချင်ကကျွန်တော် Fabio Vieira တို့ရင်းနှီးမြုပ်နှံတဲ့ပုံစံမျိုးပဲဝယ်တာဖြစ်ကောင်းဖြစ်နိုင်ပါလိမ့်ပြီးတော့လက်စတာကတန်းစင်ရဖို့အရန်ဒီကတ်နေရာဖြစ်တဲ့အတွက်တန်းစင်ခဲ့ရလို့ရှိရင်တော့ Arsenal ဖိအားပေးရင်အသင်းပြောင်းရွှေ့လာနိုင်တဲ့အနေအထားလည်းရှိရပါလိမ့်စာချုပ်ဖြတ်သိမ်းကြီးလည်းမရှိဘူးဒါပေမဲ့2028ခုနှစ်တည်းရှိရစာချုပ်အနေအထားကြီးကလက်စတာတို့တောင်းဆိုတဲ့တန်ကြီးတစ်ခုတော့ပေးချေပြီးခေါ်သွားဖို့ရှိတယ်ရောက်ရန်ရကိုင်းတော့ကတော့အရန်နေပါလားဘာလို့ဆိုတော့ Arsenal ရဲ့ကွင်းလေပိုင်းမှာ Port 1နေပြန် လာမဲ့ Favio Bia လို့ player လေးတွေရှိရဲ့အတွက်ပြီးတော့ Ethan Wanyeri လို့လို့ကစားသမားမျိုးတွေရှိတယ်။ Matt Doman ကလည်းတဖြည်းဖြည်းနဲ့ထွန်းတောက်လာခဲ့တာဖြစ်တဲ့အတွက်ဒီကစားသမားကိုစိတ်ဝင်စားဆိုတာတော့ဒါကင်းထောက်အဖွဲ့ရဲ့တီးခြားလို့ရတဲ့ခုလို့ပဲကျွန်တော်ကထင်ပါတယ်။အဆုံးထိကြည့်တဲ့လဲအားလုံးကိုကျေးဇူးတင်ပါတယ်။